ကောင်းပြီဆိုတော့ဒါဆိုရင်2025ကိုတနင်္ဂနွေကိုစတင်ပြီးတော့ဆရာတို့ review လောက်လိုက်ရအောင်2025ခုနှစ်အတွင်းမှာအဲဆရာတို့နေ့တွေလီလီပြောင်းလိုက်ဟောဆရာပုံမှန်တိုင်းပြောနေကြဆိုလို့ရှိရင်နှစ်ကိုလကစားတယ်လကိုရက်ကစားတယ်ရက်ကိုနာရီကစားတယ်နာရီကိုမိနစ်ကစားတယ်မိနစ်ကိုအချိန်ကစားတယ်အချိန်တွေဒီလိုနဲ့နေ့လီလီရက်အတွေ့အတွေ့စက္ကန့်အပုံပုံကူးပြောင်းလာတာအခုဆိုရင်မကြခင်မှာ2025ဆိုတဲ့တက္ကသိုလ်တစ်ခုကို ကုံတော့မယ်ပြက်ကလေးတစ်ခုကိုကုံတော့မယ်2026မှာဘာတွေပြင်ဆင်တင်တယ်လဲမိတ်ဆွေတနင်္ဂနွေနေ့သားသမီးတွေဘာတွေဖြစ်ခဲ့တယ်လဲဆိုတော့တရားပါတယ်တနင်္ဂနွေနေ့သားသမီးမိတ်ဆွေများဖို့ကတော့2025ခုနှစ်ဟာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာတော့အတေချာပဲဖြစ်တယ်အစမဟုတ်မလို့လို့နဲ့ယုံခံလိုက်ရ ဟာဘာကိုမဆိုအစင်တော့ပြေပါတယ်ဆိုရင်တော့တေးကြတယ်တကွနေသားသမီးမိတ်ဆွေတွေဟာဒီနှစ်ထောင်26ခုလာမယ့်နှစ်ထောင်26ခုနှစ်မှာစိတ်ပူစရာကိုကျင်းသေးမလိုတော့ဘူး။ဘာကြောင့်လဲဆိုတော့နှစ်ထောင်25ခုနှစ်ဟာတကွနေသားသမီးမိတ်ဆွေများဖို့ကံဟာအတက်ကြကိုကမြန်ခဲ့တယ်အထူးသဖြင့်မိသားစုရေးရတယ်အိမ်နွေးရေးရတယ်မှာအချို့အထွေအပွေလီတွေများခဲ့တယ်နေရာဆိုင်ခင်းဒေတာအပြောင်းလဲတွေလည်းအများများခဲ့တဲ့နှစ်ဖြစ်ခဲ့တာကတော့အသေးစားပဲဖြစ်တယ်။သို့တော့ပြီးခဲ့တာတွေထားလိုက်တော့တကွနေသားသမီးမိတ်ဆွေတို့အနေနဲ့နှစ်ထောင်25ခုနှစ်မှာဆိုလို့ရှိရင်မကြ ာခင်တလားဆိုရင်ဆရာတို့ဩဒီဇင်ဘာကိုကုန်လို့ဇန်နဝါရီဆိုတဲ့2026ရဲ့ပြက်ကရင်ကလကာတခုကိုစတော့မယ်အဲ့တော့2020ငါခုနှစ်ထဲမှာမိတ်ဆွေတို့အနေနဲ့တနည်းနေသားသမီးတွေဟာလက်ရှိမှာတော်တိယော်တီလေးပဲဖြစ်ခဲ့တယ်အရင်ကြီးဆိုးထားတဲ့တဲမပါဘူးဆိုရင်တော့မိတ်ဆွေတို့ဟာ2026မှာတော့ကြိမ်းသေးပါစိတ်ပူစရာမလိုဘူးစိတ်ညစ်စရာမလိုဘူးလက်မရေရေကြီးထောင်လို့ရပြီးတော့2025ကိုအဲ စစဝဝမပိတ်သိမ်းခဲ့ဘူးဆိုရင်တော့2026ကိုရင်မကြီးကော့ပြီးတော့ဟာငါဟဲ့ဆိုပြီးတော့ရတနာပုံစိုက်ခင်းနဲ့စိုက်မဲ့သူလို့အာတေးကြတဲ့သားရွှေဦးထားရသလိုအောင်နိုင်သူကြီးတခုလို့အောင်လံလွှင့်မဲ့သူမျိုးလို့ရရဝင်းနဲ့ရှစ်တို့ဆောင်ရလှုပ်ဆောင်ရင် အောင်မြင်မဲ့နှစ်တေးကြတဲ့ကျင်းတည်2025မှာမိတ်ဆွေတို့အနေနဲ့မညံ့ခဲ့ဘူးဆိုရင်တော့2026ဟာမိတ်ဆွေတို့အတွက်ကံကောင်းခြင်းတွေတိုးတက်ခြင်းတွေရရှိမဲ့နှစ်ဖြစ်တာတော့အတေးကြပဲဖြစ်တယ်။သူ့အပြင်မိတ်ဆွေ2025ခုနှစ်အတွင်းမှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေအနေနဲ့ အဲမိတ်ဆွေတို့နေ2025ခုနှစ်ထဲမှာတုံးလေးသားသမီးမိတ်ဆွေတွေနေနဲ့အဲလာမယ့်ကြံနဲ့တလှတာအတို့တို့မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံအရှိနေရဘာနဲ့ဖြတ်တန်းတင်တယ်လဲဆိုတော့အဲကုတုကံအားဖြင့်ဆိုလို့ရှိရင်တော့အစိုးရလည်းမရောက်သွားအောင်2026ကိုအညံ့နေလဲအဲမရောက်သွားအောင်ကံညံ့မှုတွေဆိုရင်တော့မကံကောင်းတဲ့ဘက်ကိုရောက်ရှိသွားအောင်လို့ဆိုလို့ရှိရင်တော့မိ쇠တို့လန်တရားလေးပြင်တာမျိုးတို့เนาะအဲ ဝါဖောင်ကလေးလှူတာမျိုးတို့ဝါသရားကလေးစတိလှူတာမျိုးတို့လှုပ်ဆောင်ပြီးလို့ရှိရင်မိတ်ဆွေတနည်းတနည်းနေသားသမီးတွေအနေနဲ့2026ဟာကျင်းနေတဲ့ကံကောင်းမှုတွေနဲ့စတင်စီမှာအသေးစားပဲဖြစ်တယ်လို့ဆရာပြောတဲ့တနစ်စာဟောစရမ်းနေမှာလဲဆရာပြောတဲ့တနစ်စာဟောစရမ်းနေမှာလဲမိတ်ဆွေတို့အနေနဲ့အဲ ဆရာပြောတဲ့တနစ်စာခေါ်စတဲ့နေ့မှာလဲမိတ်ဆွေတို့အနေနဲ့အဲဘာဖြစ်ဖြစ်ဟိုရေဒရာလေးကြီးလိုက်လုပ်ပေးပါဒါအပြင်နှစ်အကုန်ပြက်ကြိန်ရေဒရာနဲ့အမင်းပြန်တန်းရေဒရာလေးကိုဆရာမိတ်ဆွေပြောအနေနဲ့အမင်းပြန်တန်းရေဒရာလေးတွေကိုဆရာမိတ်ဆွေပြောအနေနဲ့အဲလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်လို့ဆရာကထပ်လောင်းပြောခြင်းပါတယ်ဒါအပြင်နောက်တစ်ခုက2025ခုနှစ်ထဲမှာတနုံနေသားသမီးမိတ်ဆွေများအနေနဲ့ကဒီမိတ်ဆွေတို့ရဲ့ကံဟာ ညံ့ခဲ့တယ်ဆိုလို့ရှိရင်တော့မဆရာပြောတဲ့နှစ်ကုံပိုင်းမှာဆရာပြောတဲ့အမိန့်ပြန်တဲ့ရေတရားတို့မတိလို့ရှိရင်လဲဆိုရှယ်မီဒီယာမှာခောက်ချလိုက်အမိန့်ပြန်တဲ့ရေတရားတို့ပြက်ကြင်ရေတရားလေးကိုလိုက်ပြီးတော့လှုပ်ပေးကြည့်ပါမိတ်ဆွေတို့ရဲ့ကန့်ညံ့မှုတွေဟာကန့်ကောက်မှုတွေရရှိပြီးတော့လက်ရှိမှာနေရာမမြဲအလုံးမမြဲဖြစ်မမြဲတဲ့တုံ့နှွေသားသမီးမိတ်ဆွေတို့အတွက်ကန်စတာအပြောင်းလဲလေးနဲ့အထောက်ကူတော့90ရာခိုင်နှုန်းလောက်ရမှာအသေးစားပဲဖြစ်ကြောင်းနဲ့တုံ့နှွေသားသမီးတွေအတွက်တော့ကျင်းသေးပါတယ်2025ဟာညံ့ခဲ့တဲ့နှစ်ဖြစ်ခဲ့တာတော့အသေးစားပဲဖြစ်တယ်သို့တော့ညံ့ခဲ့တဲ့ဆိုတော့ညာလဲမိတ်ဆွေ ွေဟာတရားကြီးမညံ့ဘူးလက်ရှိမှာမိတ်ဆွေအနေနဲ့ဘလောက်မှဆူဆူပွားပွားမညံ့နေဘူးကံကလည်းအရင်ကြီးစိုးမနေဘူးဆိုရင်တော့ပြကြတယ်မိတ်ဆွေ2026မှာမိတ်ဆွေဟာစိုးရိမ်စရာနှစ်မဟုတ်ပဲနဲ့တကယ်လို့ညံ့ခဲ့တဲ့မိတ်ဆွေများအနေနဲ့လည်းဆရာပြီးတဲ့ရေတရာလေးကိုတခြားလေးလိုက်လုပ်ပြီးဂျင်အားဖြင့်မိတ်ဆွေတနှုံးနေသားသမီးတွေဟာကန်ဆာတာဟာလက်ခမောင်းခတ်ရောက်လာအောင်ကောင်းမွန်လာမှာအသေးချာပဲဖြစ်ကြောင်းနဲ့ဆရာရဲ့ရေတရာလေးကိုလိုက်ဆောင်ကြည့်ဖို့လိုအပ်ကြောင်းပြောရင်းနဲ့တနင်္လာသားသမီးတွေအတွက်ဆက်လိုက်ကြရအောင်